မင်္ဂလာပါဒီနေ့ကဒါကျွန်တော်တို့ဒါကျွန်တော်ရဲ့သင်တန်းအသစ်လို့လည်းပြောလို့ရတယ် best two ပဲရှိသေးတယ်အောင်မြင်မှုပညာသင်တန်း success in life သင်တန်းတွေကျွန်တော်ရုံးမှာရိုက်ခွေးလုပ်နေတာဖြစ်ပါတယ်အဲ့တော့အခုလူချင်းတို့ကိုကျွန်တော်အခုဒီသင်တန်းတွေရိုက်နေတော့မှာလူချင်းတို့မျှဝေစရာရှိတာလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ဒီသင်တန်းကသင်တန်းအသစ်လို့လည်းပြောလို့ရ best two ပဲရှိသေးတယ်အဲ့တော့သင်တန်းသားအဟောင်းတွေဆရာသင်တန်းကောင်းစဉ်တချို့ကြကျွန်တော်သင်တန်းတွေတက်နေတာခေါင်းစဉ်တွေအကုန်ကုန်သွားပြီတချို့ဆိုအဲ့ခေါင်းစဉ်တစ်ခု၄-၅ခေါက်တက်တယ် ကျွန်တော်တင်တန်းပါလေနှစ်နှစ်သုံးနှစ်ဇက်တိုက်၄နှစ်လောက်ဒီဇက်တိုက်ဘာဖွင့်မင်းတက်တဲ့အဖွဲလည်းရှိတယ်အများကြီးကျေစုတင်တယ်အဲ့ဒီခေါင်းစဉ်အစ်စ်မဖွင့်ဘူးလားလို့မေးတဲ့သူတွေတည်းဒါတင်တန်းအစ်စ်တော့အခုကဒါ best 2ပဲရှိသေးတယ်เนาะအဲ့တော့ဒီတင်တန်းကိုပြန်လာတက်လို့ရတယ်အဲ့တော့တင်တန်းနာမည်ကအောင်မြင်မှုပညာတင်တန်းဖြစ်တယ် success in life တင်တန်းဖြစ်တယ်အောင်မြင်မှုဒီပညာတရက်ဖြစ်တယ်ကျွန်တော်ခဏခဏပြောတယ်အောင်မြင်ခြင်းအောင်မြင်မှုပညာကိုသင်ရမယ်ကျော်ဝချမ်းသာခြင်းကျော်ဝချမ်းသာမှုပညာကိုသင်ဖို့လိုတယ် အဲကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံးဒီအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်စာအုပ်ပေါင်းများစွာရေးခဲ့တယ်။နောက်ကျွန်တော်ဘဝတစ်လျှောက်လုံးမှာအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ဟောပြောပွဲပေါင်းများစွာဟောပြောခဲ့တယ်။အဲ့ဒါတွေကိုကျွန်တော်တို့ကအဲ့ဒီအတွေ့အကြုံတွေကိုအစင်းနှစ်ထုတ်ပြီးတော့ ကျွန်တော်ဒီတင်တန်းမှာတင် जा ပြီးမှာဖြစ်ပါတယ်။ online တင်တန်းဒီအခုလာမယ်ကျွန်တော်တို့က12လပိုင်း2ရက်နေစာ online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data အသီးသီးကမ္ဘာ data အသီးသီးကတက်နိုင်ပါတယ်။အပြင်လူတွေ့တင်တန်းကတော့12လပိုင်း6ရက်နေနဲ့9ရက်နေစနေတိုင်းတွေ2ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတဲ့ကျွန်တော်ရဲ့ ML တင်တန်းကြောင့်မှာမနက်7:00နာရီကနေညနေ6:00နာရီထိ2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရမှာဖြစ်တယ်။အဲ့တော့လူချင်းတို့ ကြိုအပ်ထားဖို့လိုတယ်နော်အဲ့တော့ online သင်တန်းပဲတက်ချင်းတက်ချင်းအပြင်သင်တန်းပဲတက်ချင်းတက်ချင်းသင်တန်းတက်ချင်းတဲ့သူတွေကမြန်မာပြည်ရသူတွေကနံပါတ်ရဖုန်းနံပါတ်ရကို comment မှာမေးနေ Messenger message မှာရေးထားပြီးကျွန်တော်တင်ကဆက်သွယ်ပေးမယ်အခုအရင် online ကပထမအဆုံးအယောက်တရာအပြင်ကပထမအဆုံးယောက်30 10% discount ပေးထားတယ်နော်ညလာမှမဲနဲ့နော်ညလာမှအဲ့လို discount မရတဲ့သူတွေငွေပြန်လွှဲပေးလိုက်ရတဲ့သူတွေအများကြီးပဲကြိုအပ်ထားပါနိုင်ငံခြားသူတွေကတော့နိုင်ငံခြားပါတင်တဲ့အချက်မှလို့ရေးတာပဲဒါဆိုကျွန်တော်ငွေလွှဲရမယ့်အကောင့်နေပြန်ပို့လိုက်မယ်ငွေလွှဲပြီးပြန်ပို့လိုက်ရင်ကျွန်တော်တို့က screenshot ပို့လိုက်ရင် group ထဲဝင်လို့ရအောင်ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ် ်ဒီသင်တန်းဒီအောင်မြင်မှုပညာသင်တန်းလို့ဆိုတာနဲ့အညီဘာတွေသင်ပါလဲအရေးကြီးဆုံးအချက်ကတော့အောင်မြင်မှုအတွက်လိုအပ်တဲ့မဟာဗျူဟာနည်းဗျူဟာတွေ AI ခင်မှာအောင်မြင်အောင်ဘယ်လိုလုပ်မလဲ personal brand ကိုဘယ်လိုတည်ဆောက် personal brand တည်ဆောက်ပြီးစ조사ရတယ်မတည်ဆောက်ပဲစ조사တာအများကြီးกว่าတယ်နော်ပြီးတဲ့အခါမှာ personal development plan ကိုဘယ်လိုရေးဆွဲမလဲ2026အတွက်ကိုအခုတည်းကဘယ်လိုကြိုတင်ပြင်ဆင်မလဲစကားဆွမ်းရင်စတာတွေကိုကျွန်တော်နဲ့အတူရင်းနှီးချစ်ခင်စွာလေ့လာသင်ကြမှာဖြစ်ပါတယ် ။ online တင်တန်းတင်မဲ့ပုံစံကတော့နေ့စဉ်ကျွန်တော်တို့ကတင်တန်းစတင်မဲ့6လပိုင်း sorry အဲကျွန်တော်တို့12လပိုင်း2ရက်နေ့နော်12လပိုင်းနော်6လပိုင်းမဟုတ်ဘူး12လပိုင်း2ရက်နေ့အင်္ဂါနေ့ကနေစတင်ပြီးနေ့စဉ် recorded video တွေကိုကျွန်တော် Facebook group ထဲမှာတင်ပေးမယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်ပြန်တင်ပေးမှာဖြစ်တယ်။တင်တန်းကလာတက်လာပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးမယ်။တင်တန်းကလာတက်လာပြီးသွားတဲ့အချိန် group ကိုမဖြတ်ပေးထားပြီးမှဖြစ်တဲ့အတွက်မပူနဲ့အထက်ထက်ပြန်ကြည့်လို့ရတယ်။ကို6လ10လောက်ထိအားတဲ့အချိန်တိုင်းစိတ်ကြိုက်ကြည့်လို့ရတယ်။ အပြင်တန်းကတော့ခုနကျွန်တော်ပြောပြသား12လပိုင်း6ရက်နေ့နဲ့9ရက်နေ့မှာတော်ဝင်စင်တာမှာစနေတွင်းနေ့ရက်မှာကျွန်တော်တို့ Emblem Institute မှာမနက်စင်တာရဲ့ညနေ6နာရီနှစ်ရက်ကျွန်တော်တို့တက်ရမှာဖြစ်ဒီတန်တန်းဒီ၄လမှတစ်ကြိမ်ဖွင့်တဲ့တန်တန်းဖြစ်တယ်နော်အခုတစ်ခေါက်မတက်ရင်နောက်၄လဆောင်းအောင်မှာဖြစ်တယ်ကဲစာအုပ်လက်ဆောင်တောင်းထားတဲ့သူတွေအတွက်လည်းဒီ season ကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်၅အုပ်လက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့တော့ဒီ season မှာပါဝင်ရင်ကျွန်တော်အခု video file လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ဒီထက်၅အုပ်ကိုရွေးချယ်ပြီးကျွန်တော်ရဲ့တင့်ကောင်းမှာတရဖူစောင်းနိုင်ဖို့မေတ္တာအားသာချက် စမ်းသစ်တီထွင်စွာအောင်မြင်ခြင်းမြန်မာနီးမြမဟန်မားကတ်တင်းနဲ့ကိုယူကိုသွေးမြင့်မားစွာအောင်မြင်ခြင်းစားအုပ်၅အုပ်ကိုတယောက်ကိုတအုပ်နှုံးနဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူပို့ဆောင်ပေးမှာဖြစ်ပါတယ်လူချင်းတို့ခမရအောင်မြင်မှုသည်အလေးအကျင့်ဖြစ်ပါတယ်အောင်မြင်မှုသည်မွေးရပါမဟုတ်ပါဘူးအောင်မြင်မှုသည်ကံတရားလည်းမဟုတ်ပါဘူးဒါကြောင့်အောင်မြင်ခြင်းအောင်မြင်စေတဲ့အလေးအကျင့်ကိုပြောထောက်မှုလို့ရတယ်သို့တော့ကျွန်တော်ခဏခဏပြောတယ်ဘဝမှာနံပါတ်1အသိဉာဏ်ရှိတိုင်းလည်းမအောင်မြင်ဘူးကျွန်တော်တို့ထက်အသိဉာဏ်ရှိတဲ့သူတွေအများကြီးရှိတယ်အသိဉာဏ်ရှိတိုင်းမအောင်မြင်ဘူးနံပါတ်1 ဘဝမှာကြွယ်ဝချမ်းသာတဲ့အောင်မြင်တာချမ်းသာတဲ့မိသားစုကမွေးဖွားလာတဲ့အောင်မြင်တာချမ်းသာတဲ့မိသားစုကမွေးဖွားပြီးဒုက္ခရောက်နေတဲ့သူတွေအများကြီးပဲလောကကြီးမှာအဲ့ကိုမိဘချမ်းသာတာလည်းအောင်မြင်မှုအတွက်အာမခံချက်မပေးနိုင်ဘူးမိဘတွေကကျွန်တော်တို့လူချင်းမိမိဘချမ်းသာတယ်လို့ပြောရင်ငွေပဲအမွေပေးနိုင်တာအောင်မြင်မှုအမွေပေးလို့မရဘူးကဘာပေါ်မှာအောင်မြင်မှုဘယ်သူမှအမွေပေးလို့မရဘူးဒီအချက်ကိုမမေ့ပါနဲ့တတိယအချက်ကိုကဘရင်သားလားမင်းကြီးမင်းသားလားအကြအသိမိရပဲ British မှာတော်ဝင်မင်းသားကြီး Britain မှာတော်ဝင်မင်းသားကြီးတယောက်နန်းတော်ကနေနှင်ထုတ်ခံရတယ်အဲ့တော့ကိုက တော်ဝင်သွေးတော်ဝင်တွေဖြစ်တဲ့တိုင်အောင်အောင်မြင်မှုအာမခံချက်မပေးနိုင်ဘူး။ဒါဆိုဘယ်ရောက်အောင်မြင်မှုအာမခံချက်ပေးနိုင်လဲ။ပါဝါရှိမှအောင်မြင်မှဖြစ်တယ်။လောကမှာပါဝါရှိမှအောင်မြင်မှထပ်တယ်လဲလဲကျွန်တော်ပြောတယ်။ပါဝါဆိုတာကလည်းကိုယ့်ရဲ့အသိဉာဏ်အဲ့ဒီအသိဉာဏ်ကိုအသိဉာဏ်မြင်မှတာပါဝါဖြစ်အောင်ပြောင်းနိုင်မှုလို့ရတယ်။ဒါဆိုအောင်မြင်ပြီ။ကိုကကြော်ဝတ်ချမ်းသာတဲ့မိသားစုကမွေးဖွားလာတယ်။ကောင်းတာပေါ့ဒါမကောင်းတဲ့အရာမဟုတ်ဘူး။ဒါဆိုအဲ့ဒါကိုပါဝါဖြစ်အောင်ပြောင်းအောင်ကိုကဘရင်သားမင်းကြီးမင်းသားဖြစ်တယ်ဟုတ်တယ်ဒါကိုပါဝါဖြစ်အောင်ပြောင်းအောင်မယ်။ထိုင်းပြည်ပုံပြီးပေါ့။သူ့ရဲ့ Royal တော်ဝင်ဖြစ်တဲ့ power ကိုသူ့ပြည်သူတွေအတွက်အလုပ်လုပ်တဲ့အတွက်သူ့ရဲ့ power ဟာကြီး power ဖြစ်အောင်တည်ဆောက်နိုင်တယ်။ဒါကြောင့်ဘဝမှာကိုယ်မှာရှိတဲ့အရာတွေကို power ဖြစ်အောင်ဘလို့တည်ဆောက်လဲ။ power ရှိမှအောင်မြင်မှာဖြစ်တဲ့အတွက်ဒီတင်နာမှာအဲ့ဒီအကြောင်းအရာကိုတင်မှာဖြစ်တယ်။ဒီတည်းကမှကိုကဘာမှလည်းကြောက်ရမချမ်းသာဘူးဟုတ်ပြီကိုကဘရင်သားလည်းမဟုတ်ဘူးအဆက်အသွယ်ကောင်းနေလည်းမရှိဘူး power ဖြစ်အောင်ချက်ချင်းတိဆောက်လို့ရတယ်အဲ့ဒါပါလေကိုရဲ့ social network အပေါင်းအသင်းများအောင်တိဆောက်ထားကိုရဲ့ social network ဒီကြီးမားလေးလေးကျယ်ပြန့်လေးလေး net shine လေးလေး power ရှိလေးလေးပဲ နေတိုင်းနေတိုင်းအလုတ်ကြီးဖိမလုတ်နေနဲ့အလုတ်လုတ်တာနည်းနည်းလျှော့လိုက်မိတ်ဆွေတိုးပေါင်းအချိန်လေးပေးလိုက်အောင်မိတ်ဆွေတိုးလေးလေးအောင်မြင်လာလေးလေးဖြစ်ပါလေလို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့အောင်မြင်မှုပညာသင်တန်းမှာ2026ခုနှစ်ကကိုယ့်ရဲ့နှစ်ဖြစ်လာဖို့အတွက်အောင်မြင်ဘလို့တည်ဆောက်ကြမလဲဆိုတာကိုလေးလာသိရင်တွေ့ကြပါမယ် we must work together we must build our nation